မင်္ဂလာပါ DS Sport နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ညကန်သွားတဲ့ Liverpool နဲ့ Nottingham Forest ပွဲစဉ်တွေကိုကျွန်တော်ပွဲပြီးသုံးသပ်ချက်လေးလောက်ပါပြပါမယ်ကျွန်တော်ညဟာ Liverpool ကိုဟိုတော်တော်လေးကိုစိုးဝါးလာတဲ့ပုံစံတွေ့ခဲ့ရဆိုလဲမမအူဘာလို့ဆိုတော့သူတို့ကဒီ Liverpool ရဲ့ပုံစံပေါ့နော်ဒီ identity ပျောက်ဆုံးနေရယ် Liverpool ရဲ့ shape တွေပျက်စီးနေကြတယ်ပေါ့အဲဒီလိုပွဲမျိုးတွေ့ခဲ့ရတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီယာစီပေါ့နော် Liverpool ရဲ့ပွဲကို ကျွန်တော်ကြည့်မိတာပေါ့နော်သူတို့ဒီဂျန်ဂျန်ကောလက်ထက်ကလို့ high pressing ပုံစံမတုံးတော့ဘူးသူတို့နောက်ပိုင်းဒီ position နဲ့ play back ကိုဥတည်နေရလို့ကျွန်တော်ထင်တယ်ဒါကြောင့်မဲဒါ foreign wish ကိုခေါ်ခဲ့တယ်အဲပြီးတော့ဒီ ekdk ကိုကျွန်တော် insert လို့ပေါ့နော်ဆိုတော့ဒီတော့နေတဲ့ play style ပြောင်းနေတဲ့အနေအထားမှာဒီလူရပြောကြဗျာနှစ်ကတာဂျန်ဂျန်ကောအချိန်ကြောင်းလိန်ပြီးတော့ကြားခဲ့တယ်ပေါ့ဒီစကားကလည်းဆောနာလို့ 50%လောက်ဒီရောမှန်တယ်50%ကျတော့လေဒါသူသွားနေရဲ့ဟိုဝေးနေပေါ့နည်းတော့ဆိုင်နေပေါ့ဆိုတော့ဟိုတကယ်လို့အချိန်ကြောင့်လင်းရလေ50%လောက်လောက်မှန်တယ်50%လဲဒါအဲ့လိုဆိုတော့သွားခဲ့တဲ့အနေထားလေးရှိခဲ့တယ်ပေါ့ဒါတခြားသင်ကပြန်ပက်ဒီကဈာမရှိချော်ခဲ့ရတယ်လေပါတယ်ပေါ့နော်ဒါမိနစ်ကလေးပေါ့ကြားခဲ့တဲ့အနေထားဆိုတော့ဒီနေ့မှာအလင်းစတော့သွားခြင်းနဲ့ဝေးကိုကောင်းကောင်းမြင်တွေ့လာရပြီပြီးတော့ဖြစ်ရှင်တော့ဒီအလင်းစတော့သွားခြင်းရဲ့ ပုံစံကလီဗာပူးကဒီဂျာဂန်ဂရိုးထမဟိုက်ဘရန်စင်ကစားနေကြပလေယာများဆုံးဖြစ်တယ်ပြီးတော့အသက်ရွယ်ပိုင်းကကျလာတယ်လည်းနေထားလည်းတွေ့ရတယ်ဆိုတော့ဒီဒီတတိကယ်ရှင်းချက်မှာဒီလီဗာပူးကတချို့ကစားသမားရဲ့အသက်ရွယ်ကျလာတယ်တကြောင်ဒီကစားသမားတွေနဲ့ဒီအန်ဝင်ဝကြမဖြစ်တာတကြောင်ပေါ့ဒီလိုရှက်တွေကြောင့်ပဲစုံနေလို့ကျွန်တော်ထင်တယ် weak point ဖြစ်သွားတာပေါ့ဆိုတော့ဒီလီဗာပူးရှုံးနေတဲ့ နေထားရလဲဒါဆွမ်းနာပြောတဲ့ရှက်တိကြောင့်ပဲကျွန်တော်တို့ထင်မိရယ်ညဘွဲမှာဆိုလဲဒါသူတို့ကဘယ်လိုပုံစံဥတီချက်ရှိနေမှန်းမသိဘူးဗျာဒီရွေးချက်မရှိဘဲနဲ့ကစားနေသလိုတွေ့ရတယ်ဒီကန်သွင်းခွင့်တွေကတော့ရတယ်ဒါပေမဲ့ဟိုသူတို့တွားနေနေရပါတော့ဒီနီးပြူအပိုင်းနေလေးကျွန်တော်ကောင်းကောင်းမတွေ့ရဘူးပါတော့အဲ့တော့အဓိကပြောချင်တာကဟိုသူတို့ဒီရာသီစမှာ ဒီ transfer ပေါ့နော်ဒီက transfer မှာကောင်းကောင်းလုံနိုင်ရလို့ကျွန်တော်ထင်တယ်ဒီက high CV ပေါ့နော် high profile level ရှိရဲ့ center back တယောက်ကိုဝယ်ခဲ့တင်တာအမေသူတို့ကတော့ဒီတိုက်စင်မှာပဲဒီ EKD ကနေ ESP ကိုဝယ်အာပတ်စံနေပူကုန်ခဲ့ပူသုံးခဲ့လို့ကျွန်တော်ထင်မိရဲ့အဲ့တော့အစောပိုင်းကတည်းကဒီ center back တယောက်ကိုကောင်းကောင်းလိုက်နိုင်ခဲ့မယ်ဆိုရင်တော့သူတို့ဒီလိုအနေထားဖြစ်မှာမဟုတ်ဘူးပြီးတော့ salary backup ပေါ့နော် ဆလာဘက်ကနေရာမှာလဲသူတယောက်လောက်ကတော့ဝဲနေတယ်မဟုတ်ရင်တော့ဒီပုံစံနဲ့ပဲဆက်သွားနေမှာပဲကျွန်တော်မြင်မိရအဲ့တော့ဒီဒီနွေပြီး transfer ပါပေါ့နော်ဇန်နဝါရီ transfer ပါသူ high cd high profile csv တယောက်ဝဲနေတယ်ပြီးတော့ဆလာဘက်ကတယောက်လောက်တော့ဝဲနေတယ်နမဲအိတ်ဝူတယောက်လောက်တော့ဝဲနေတယ်ဆိုရင်လည်းနမဲအိတ်ဝါတော့လောစေဘလို့ဒီလိုတော့ထင်တယ်ဒါပေမဲ့ဒီကလိုအပ်နေ point ရတော့ဒီ center back တယောက်ရဲ့ဒီ ဆာလက်ဘက်ကက်ပေါ့နော်ဆာလက်ဘက်ကက်နေရာတော့ဝယ်ဝယ်မှတ်ရမယ်လို့ထင်တယ်ဘာလို့ဆိုတော့ဆာလက်က performance ကိုတော်တော်ကျနေတာဟိုဒါတော့မနစ်ကနေကျတဲ့နေသားတွေတွေ့ရတယ်ဒါပေမဲ့သူ့ရဲ့ဒါတပါနဲ့ဝါနဲ့ဒီထိမ့်ပြီးတော့ဒီဂိုးတွင်းတာတွေအစ်စ်တွေဖန်ပြီးခဲ့လို့တော့ပြီးတော့သူကငကိုရက်ဂိုးလက်ရှိရဗျာဒီချက်တီရောက်ပဲနှစ်ကသူ့ပြန်ပြီးတော့ sweating ခဲ့ရလို့ကျွန်တော်ထင်တယ်ဟိုမနေ့ကကြားတဲ့နေသားတော့မှသူ့ရဲ့ဒါလည်းပြောအဆင့်ပြင်ပြီးတော့ဆွဲတင်နိုင်ခဲ့တော့ထင်တယ်ဒီနေ့ကတော့ လုံးလုံးကြီးကိုဟိုရှင်းရှင်းလေးလေးမြင်နေရတယ်ပေါ့နော်သူရဲ့ဒါလောက်အောင်နှောင်းနေကြာစင်းတယ်ဘူးသွန်းလာရောအစ်စ်တွေရောအဲ့တော့ဒီချက်တွေကိုတော့လေပါဘူးကောင်းကောင်းပြင်ဆင်လိုက်ရမယ်မဟုတ်ရင်တော့အစွမ်းနာပြောလို့ပဲဒီ1 2 1 2 4ပေါ့နော်လောလောဆယ်ချန်ပီယံဘွဲကာကွယ်မဲ့နေထားတော့ပါစနစ်တော်တော်နေဝိုက်လို့ကျွန်တော်ထင်တယ်တိုက်တင်ချန်လန်ဂျာတွေကအဖြူရီနဲ့ထွက်သွားတယ်လို့ကျွန်တော်ကခံစားမိနေတယ်အဲ့တော့1 2 4နေထားဘယ် လပါဘူးရှင်ကဥတီပြီးတော့ကစားမအောင်ရအောင်မယ်လို့ကျွန်တော်ထင်တယ်ဒီဆိုရင်ပြောင်းလဲမှာတော့တခြားတော့စောင့်ကြည့်အောင်မှာတော့မှန်ပေမဲ့ဟိုဒီတော့နောက်လပါဘူးပြင်ဆင်ရမယ့်အချက်တွေကဒီနီးပြသွားခြင်းနဲ့ကစားကွက်ရှင်းပြောင်းရယ်လပါဘူးကစားသမားကြီးချိုးတက်ရကြီးကြီးလာတဲ့အနေထားရယ်ပေါ်ဖော်မန့်ကျလာနေထားရတော့လုံးလုံး fit တင်တော့ဖြစ်သေးမှာမဟုတ်ဘူးအဲတော့ tiny challenger ကတော့ ဒီဦးစားပေးရတော့ဒီ Arsenal မစီးကြီးနောက်မှပဲ Liverpool ကတ်လာဖို့များပါတယ်အဲ့တော့ Wonderful အနေထားကိုပဲသူကောင်းကောင်းပြင်မဲ့ထားမဲ့အနေထားရောက်လာပြီအဲ့တော့ညပွဲဆိုလဲဒါ Supersland လွယ်လို့ကျန်တဲ့ကစားသမားတွေကဒီ Supersland တော့ဒါပွဲနဲ့ရာသီစတဲ့ပွဲစဉ်တိုင်းရလို့လို့တော်တော်ရှိမဲ့တဲ့ကစားသမားလို့ပြောလို့ရတယ်သူဒီ Rival မှာဆော့လဲဒါ performance ပြတယ်ဒီ Queen လဲမှာနံပါတ်8ဦးမှာလဲကောင်းကောင်းပြတယ်ပေါ့ဆိုတော့ ူကလွဲလို့ကျန်တဲ့ကစားသမားကြီးကဒီအကောင်းဆုံးပုံစံကြီးပျောက်ဆုံးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီ anesthesiology အပြစ်တင်လို့လည်းမရဘူးညာချုံးဝဲမှာပေါ့နော်ဒီကစားသမားကြီးကလည်းဒီချီသီချီတိုင်းနဲ့ပုံမှန်ရှိစွမ်းအောက်ကိုကျောင်းနေလို့ခံစားရတယ်ပြီးတော့ဒီပြလည်းလိုရတယ်ဟိုဒုတိယပိုင်းဆိုလည်းထည့်လိုက်တဲ့ player တိုက်စစ်တွေဆိုပေမဲ့ဟိုဘာကန့်ရလို့ကန့်နေရတဲ့ပုံစံတွေလည်းတွေ့ရရပေါ့ဆိုတော့ ပြန်လဲပြုပြုပြင်ရမယ့်အရာရတော့များတယ်အဲညာခြောင်တိုက်ကတော့အကောင်းဆုံးဒီပါဘူး system ကြကြနဲ့ကစားသွားလို့မြင်တယ်ဘာလို့အရင်တော့ဆန်ခြောင်တိုက်ကဒီဘန်လီမာတွေကနောက်တဲ့ဆက်ပြောင်းလုံးပိတ်ထားတယ်ပြီးမှဒီ set piece တွေရတယ်ဒီတီဂန်ဘောရနေပြီးတော့အနိုင်ယူလိုက်တဲ့အသင်ညာကစားသွားတဲ့နေသားတော့ခံစိတ်ကိုလည်းအားပြုတယ်ပြီးတော့ဒီ particle play တွေအာ horizontal pass တွေနဲ့ဒါကောင်းကောင်းနိုင်သွားလို့ကျွန်တော်ထင်တယ် system liverpool system ကြာကြာဖြိုခွင်းသွားလို့ကျွန်တော်ထင်တယ် liverpool ရဲ့ဒီ second ball ဒီကောက်နိုင်တဲ့ဒီအားနည်းဝေးပေါ့နော်ဒီနေထိုင်ရနေပြီးကောင်းကောင်းသုံးချသွားလို့ကျွန်တော်ထင်တယ်။လီဗာပူးအနေနဲ့ကလည်းဗျာညပွဲဆိုဒါလုံးဝမဖြစ်သင့်တဲ့အနေထားပေါ့။ဘာလို့ဆိုတော့အိမ်ဝင်းမှာကစားရက်ပါရဲ့ဒီ Northern Forest ဆိုလည်းဗျာဒါညပြပြောင်းလဲဒီကစားသမားပြောင်းလဲနေတဲ့ဟိုတိုင်ပတ်နေရဲ့အသင်းလို့ပြောလို့ရတယ်ဗျာ။ အဲ့တော့ဒီလိုသင်းကိုအိမ်ခွင်းမှာ3နေနဲ့ရှုံးတာတော့တော်တော်လေးကိုစိုးဝါးလာတဲ့အနေအထားလို့ပြောလို့ရတယ်ဒီရှေ့ဒီမတိုင်းဒီပွဲမတိုင်းနေရှေ့ပွဲမှာမန်စီးတီးကိုရှုံးတဲ့ဆိုတာလက်ခံပေးလို့ရတယ်ဗျာဒါမန်စီးတီးဆိုတာလည်းဒါဒီနေ့ကွာလူလာလက်ထက်မှာပိုကောင်းပြန်ပြီးပိုကောင်းလာတဲ့အသင်းပြီးတော့ဒီတိုင်းနဲ့ challenge ထဲမှာလူနဲ့နဲ့အသင်းဗျာဒီလိုသင်းကိုရှုံးတဲ့ဆိုတာတော့လက်ခံပေးလို့ရတယ်ဆိုပေမဲ့ဒီညပွဲကတော့ အာမဖြစ်သင့်ဘူးပေါ့နော်ဘယ်လိုပဲပြောစရာအောက်ဆုံးသားအသင်းကိုအဲအင်္ဂွင်းမှာ3နင်းနဲ့ရှုံးတာတော့မဖြစ်သင့်ဘူးအဲ့တော့ပြင်ဆင်မဲ့ချက်တွေကတော့များတယ်ဒီပါဘူးအကောင်းဆုံးပြန်လာနိုင်မလားတော့တစ်ချက်တော့စောင့်ကြည့်ရမှာပေါ့နော်ယူရောဘယ်လိုမြင်ရလဲလီဗာပူးအသင်းရှင်းနေဆိုးွားနေလားပြန်လာနိုင်ပါမလားပေါ့နော်အမြင်လေးလည်းမျှော်ပြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်